ဒီနေ့မနေ့ကျမတို့စပြီးတော့ excursion စထွက်တဲ့ဆက်ယုံကတော့ကျမတို့မြို့တီးရာတွေပြီးတော့ချီလီဆော့အဆင့်အထိရောက်အောင်ဆက်လုပ်တဲ့ဆက်ယုံလေ့လာခဲ့ပါတယ်။ Thank you can just need it only. 3 day in one camp. Yeah. Oh. The down 3ရက်လောက်တယ်သူတို့။အဓိကကတော့သူတို့ဒီမြို့တီးဆက်ဆက်ယုံရဲ့အဓိကအားသာချက်ကတော့တန်ရှင်းနဲ့တက်ရက်တယ်။ပြီးတဲ့အခါကျတော့သူကျက်ကျက်ငါးပွင့်ရထားတဲ့ data ထွက်ကုန်တစ်ခုဖြစ်တယ်။ လူဦးရေနည်းနည်းနဲ့ငိုစပေါ့ဒီအမေရိကတို့ဩစတြေးလျတို့အထိကိုဟိုကျဲတင်ပို့တဲ့လုပ်ငန်းတစ်ခုလည်းဖြစ်တယ်ပြီးတဲ့အခါကျတော့သူတို့ကလုတ်တဲ့ကိုင်းတဲ့အခါမှာဆိုလို့ရှိရင်စက်ပစ္စည်းကရိယာတွေနဲ့လုတ်ကိုင်းပြီးတဲ့အခါကျတော့အဲ့စက်ပစ္စည်းကရိယာတွေမှာပေါက်ခံတဲ့ဆက်တွေနောက်ခါကျတော့ဒီ6လအထိနောက် ဘလို့မှမပုတ်မတိုးအောင်သူတို့တဘာဝနဲ့ပဲဆက်လုပ်တယ်လို့လည်းအကုန်လုံးသိရပါတယ်။နောက်ကျွန်မတို့နောက်ဒုတိယတစ်ခုတွေ့ခဲ့တာကတော့ပဲပုတ်ရဲ့နောက်ခါကျတော့ကျွန်မတို့လက်ပံပွင့်ရဲ့ပါအဲ့ဒါတွေကလည်းအကုန်လုံးအမေရိကတို့ဩစတြေးလျတို့ပို့ပါတယ်။ကျွန်မတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းအဲ့လိုလုပ်ငန်းတွေပေါ့နော်ဒီလိုမျိုးအသေးစားစမှုလုပ်မှုလုပ်ငန်းတွေအများကြီးရှိပါတယ်။ဥပမာဒီမြို့တီထောင်းနာလေးတွေအိမ်တွင်းမှုမှာဆိုအခုဆိုမီနီမားကတ်တွေမှာတင်ထားတာ ocean ကြီးမှာတင်ထားတာလည်းတွေ့ပါတယ်။အဲ့ဒါတွေဒါ export လုပ်ငန်းအဖြစ်ကို ဟိုတကယ်တနားနိုင်ပြီဆိုလို့ရှိရင်တော့ SME လုပ်ငန်းအောင်မြင်တာပေါ့ရှင့်ကျမတို့အခုပြန်ရောက်ပြီးရင်ပေါ့နော်ခရီးရနေပြန်ရောက်ပြီးရင်ဒီပင်ဒီယာပင်ဒီယာမျိုးရဲ့အဓိကထွက်ကုန်ဖြစ်တယ်ပေါ့နော်ပက်ကက်ကျော်ဥပမာအနေနဲ့ပက်ကက်ကျော်ဆိုရင်ဒါပကင်ဘိန်းတို့ပြီးတော့သူရဲ့ပစ္စည်းထုတ်လုပ်မှုအချိန်မှာတန့်ရှင်းမှုတွေအားရတဲ့အတွက်ပြန်ပြီးတော့ပြည်ပြန်မှာအများကြီးရှိပါတယ်ခုနကကျမတို့လေးလာ ခဲ့တဲ့ဟိုသူတို့ဆီယာရက်ကန်းဆိုရင်လေ အဲကျွန်မအမြင်ကတော့လေကျွန်မတို့စီကတိချက်ကို ပိုလုံနိုင်တယ်အမရပူရမှာဒီလိုမျိုးလက်ရက်ကန်းတွေ inherit လေအများကြီးရှိရအမရပူရမှာလည်းအများကြီးရှိတယ်ဆက်ရက်ကန်းအစရှိတယ်ဒီမှာဆက်ရက်ကန်းကတို့စီမှာကျွန်မတိတ်မတွေ့ဘူးပေါ့နော်တို့နိုင်ငံကကျွန်မအမြင်မနေ့ကကျွန်မတို့ဟိုဒင်နာစားတဲ့ချိန်မှာတို့စီကအဲအစိုးရဝန်ထမ်းတွေကျွန်မတို့လာတွေ့တဲ့ချိန်မှာတို့စီကထုတ်တဲ့အဲချီတွေကို ဝတ်တယ်ပေါ့နော်ဝတ်လာတာကိုလည်းကျွန်မတွေ့တယ်ဒီနေ့ကအဲ့ရက်ကန်းလုတ်တဲ့လူတွေမေးကြည့်တော့ customer တွေဘယ်ရလဲလို့မေးတော့နိုင်ငံခြားပို့ရလားဆိုတာမရှိဘူးလောရော့ဆယ်တော့မရှိဘူးဒါပေမဲ့သူတို့စီရ customer အတိတ် customer အစိုးရပိုင်းဌာနအယုံပိုင်းကယုံအစိုးရဌာနကအများအဖြစ်မှာပြုတ်တယ်လို့ပြောတယ်အဲ့ခါကျတော့ကျမတခုစဉ်းစားတာကျမတို့စီမှာ တကယ်လို့ဟိုကျမတို့ SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်တော့အစိုးရဌာနဆိုင်ရာတွေအကုန်လုံးကလေအဲ mindset အစချိန်ပြီးတော့လေကိုယ်ပြည်တွင်းဖြစ်ကိုပဲအားပေးပါဆိုရင်တော့ကျမတို့ဒီ SME တွေပြန်ပြီးတော့နာလန်ထားနိုင်မယ်လို့ကျမထင်တယ်စวัสดีค่ะမင်္ဂလာပါရှင်အခုကျမတို့ရောက်နေတာကချင်းလိုက်ခရိုင်ရဲ့แม่ไลဆိုတဲ့ အဲရွာကလေးရဲ့သူတို့ရဲ့ရိုးရာဟင်းလေးအကြောင်းကို ပြောပြချင်တော့ပါရှင်ရိုးရာဟင်းလေးကတော့ဒါကသူတို့ရဲ့ရိုးရာအအထောင်းလေးနဲ့ဗမာပြည်ကအဗမာပြည်ကလုတ်တဲ့အငပိရေချိုနဲ့ခရမ်းချီတီနဲ့ထောင်းထားတဲ့ရိုးရာအစားအစာဒါစီမပါပါဘူးဒါလေးကတော့အဆုတ် ောเนาะသူတို့အရေးကြီးလေးပါပဲရှိသမျှအရွက်ကလေးတွေရဲ့ carrot ရဲ့ပြီးတော့သူတို့ဟိုအသားကျိတ်ထားတဲ့အသားလေးကိုသူတို့ပဲပြည်ပြည်လေးထည့်ထားတဲ့အရသာလေးอ่ะဒါတော့သူတို့ရဲ့အဲထိုင်းနိုင်ငံရဲ့အဲနာမည်ကြီးနေတော့အရန်ချိုတော့ဇလာဘီယာငါအာကျော်လေးပါဒါကတော့သူတို့ရိုးရာအဲကတ်စားတဲ့အစားအစာဒါကိုရိုးတရားလို့ဖတ်ကာလို့ခေါ်ပါတယ်ဒါလေးอ่ะ ဖတ်ခီယိုဒေါင်းလို့ခေါ်ပါတယ်သူကကင်ဆာနဲ့အမြင့်ပြောက်တယ်လို့ပြောတယ်သူရဲ့အရင်ကြက်ပြီးတောင်းနေတယ်အနားကမုံမွေးရှိရှိဆူဆူဆက်ဆက်လေးအဲ့တော့ဒီဝတ်တာတောက်တောက်စင်းနေတယ်ဟာဒါလေးနဲ့အဲ့လိုစားဒါလေးကဖတ်ကတိင်းလို့ခေါ်ပါတယ်ကျွန်တော်တို့ထနောင်းပင်ဒါလေးကဖတ်ဖိုင်လို့ခေါ်ပါတယ်ရှင်ဖတ်ဆိုတာတော့အရွက်ပေါ့နော်ဒါလေးက ဒီအရွက်ကလေးကဒီအရွက်လေးကိုဒီတိုင်းစားရင်အရန်ချိုပါတယ်ဒါကတော့သူတို့ရိုးရအခေါ်ကဖတ်ဒီကရာပန်းလို့ခေါ်ပါတယ်ရှင်ဒီပရာပန်းလို့ခေါ်ပါတယ်အားရဲကိုငါးနဲ့ယူပြီးထောင်းတာလေးရေခရဲညင်းနေနေမြေကိုထောင်းနေဟာလေးရေထည့်ပြီးတော့စားအလွယ်ချင်းချင်းအလွယ်ချင်းချင်းပြီးရင်ဒါမြစ်ကလေးနဲ့မြစ်နှုလေးနဲ့ပြီးတော့ပဲဒီတောင်ရှည်ရေအဲဒီရုံးပရေဒီလေးကို ရင်နွေးပူပူမှာတရေပြုတ်ထားပြီးတော့မှတို့ဆရာအနေနဲ့လှုပ်ထားပါအော်ဒါတမျိုးကြာမာလေးတယ်ဒါလေးကတော့အဲငါငါထောင်းလေးပေါ့ရိုးရအဲ့တော့ dam pick pla လို့ခေါ်ပါတယ် nam pick pla ဒါက nam pick pala လို့ခေါ်တယ် pala ဆိုတာကတော့ဗမာပြည်လို့ဆိုငပိရေဂျိုနဲ့အထောင်းထောင်းထားတယ်ဟာဒါလေးကဒီအဲငါထောင်းလေးကိုဟိုဟို ဒီအဲငရုတ်ဒီအစိမ်းတောက်ရှည်ကို မီးဖုတ်ပြီးတော့မှသူတို့ချက်တူနီချက်တွန်ဖြူမီးဖုတ်ပြီးတော့မှရောထောင်းထားတဲ့အဲရိုးရအစားစားလေးအရန်စားကောင်းပါတယ်ပော့ပော့ပါပါလေးပါ အစီလည်းမရှိဘူးဒါတွေဟာကျမ်းမာရေးနဲ့အတွက်လည်းညင်ညွတ်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်ရှင်။ရင်းစစ်စစ်လေးရှင်လင်းကြင်ကြံလာတာလို့ပြောပြီးတော့လည်းနားလည် မောင်တွေစိတ်ကူးကောင်းနေရရတယ်။ကိုယ်နိုင်ငံမှာပြန်သုံးရမယ်ဆိုရင်ချက်နေတယ်ကျွန်တော်ဖြစ်ရှိတာဖြစ်ရှိဒီအတွက်ကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်ပြောချင် because here it's north of Thailand, so we are using Lan Na style. Mm -hmm. As you can see, is uh, this one is kind of like Lan Na style of the build. Mm -hmm. As you see, a tiny traditional food like the အဲဒီကျမတို့အခုရောက်တဲ့နေရာကယိုဒာတနိုင်ငံလုံးရအမြင့်ဆုံးနေရာပါယွာရဲ့နာမည်ဒီမြို့နယ်လေးရဲ့နာမည်ကဂျမ်တောင်းလို့ခေါ်ပါတယ်ဒီအိမ်ကဒီလုပ်ငန်းလေးကဟိုးဘိုးဘွားဆင်ဆက်ကလေးကလှုပ်လာခဲ့တဲ့အဲလက်ရကန်လက်ရကန်လုပ်ငန်းပါ လက်ရကန်းကန်းကျတော့လုံးဝဆိုးဆေးကီမီကယ်ဆိုးဆေးမပါပဲနဲ့တဘာဝဆိုးဆေးနဲ့ရှေးအစင်ဆက်ကတွေကထိမ့်ထိမ့်လာတဲ့ဒီဇိုင်းတွေကိုရက်လုတ်တဲ့နေရာပါတင်တန်းကြောင်းလဲဟုတ်ပါတယ်အခုဒီအိမ်ကနှစ်ပေါင်း140ရှိပါပြီအခုနောက်ဆုံး60ယောက်ပရင်တညလာတဲ့ခိုးတဲ့နေရာလဲဖြစ်ပါတယ် is a museum is a old museum in an ancient town of lanna kingdom blanche this building is grandmom um, um, to set up to be a okay. museum of a woven textile right. woven cotton yes. woven yes. in an ancient time this building this house uh, the, the location here is near the Ping Big. river okay. around 200 right and, and the house is around 200 years ago yes. this house become to the last princess of lana kingdom ดารารัศมีดารารัศมี last time she she traveled from Bangkok to Chiang Mai yes. this way is a halfway to the city yeah so the เจ้าแก้วนวรัต the king okay. of Lana yes. kingdom at that time he set up this house for her to stay one night ก็ตัวปูว่าสินเสร็ทิ้งทิ้งหลาเลยตัวปูว่าอมวยกูตาก็โหกระปาก็เลย ဟိုစိတ်ဝင်စားတဲ့နေရာကဘာလက်ခီးသွားတယ်စိတ်ဝင်စားတဲ့နေရာဖြစ်နေတဲ့ခါကျတော့ကျမတို့စီမလဲလေတလမျိုးကိုဖြစ်စေချင်တယ်လှုပ်လို့ရတဲ့နေရာတွေလည်းအများကြီးရှိပါတယ်အဲ့လိုမျိုးအမျက်တနှိုးနဲ့ထိမ့်သိမ့်ဖို့အတွက်လည်းကျမတို့ကကြိုးစားရအောင်ပါဘောနော်အခုချိန်ထိလည်းတို့ဒါကိုလေအစင်စင်ဆက်ဆက်မျိုးဆက်တက်လေးတွေလည်းမွေးထုတ်နိုင်အောင်ဆိုပြီးတော့တင်တန်းချောင်းလေးလည်းထားပြီးတော့မျိုးဆက်တက်လေးတွေလည်း မွေးထားပေးပါတယ်ပြီးလိလာတဲ့နေရာတစ်ခုအနေနဲ့လည်းသူတို့လှုပ်ထားပါတယ်ကျွန်တော်တို့စီမှာလည်းတကယ်လို့ကိုထူကိုထားလှုပ်နိုင်တဲ့သူရှိရင်တော့မဟုတ်ဟိုနည်းနည်းလူတိများအောင်ကကျတော့ကျွန်တော်တို့ဟိုဒေတာအာနာပိုင်နဲ့လည်းအဲတက်ဆိုင်လိမ့်မယ်လို့ကျွန်မထင်ပါတယ်ပြီး guide တွေကလည်းအဲလိုက်ဖို့ဟိုကိုရဲ့ဟိုကိုရဲ့ရိုးရာကိုရဲ့ဒေတာဖွံ့ဖြိုးတိုးတက်မှုတစ်ခုကိုอืมဟုတ်ကဖြစ်စေချင်တယ်ဆိုရင်တော့ အဲ့လိုပေါ့နော် guide တွေလည်းအဲလာရောက်ပြီးတော့လေအဲကျမတို့ဟိုလုံနေတဲ့နေရာတွေကိုပို့ဆောင်ပေးဖို့လည်းလိုပါတယ်အဲ့လိုပြီးရင်လုံခြုံရေးအရာရောလမ်းပန်းဆက်တွေရေးအရာကောဖွံ့ဖြိုးတိုးတက်အောင်လဲအာဏာပိုင်တွေမှာလဲတာဝန်ရှိတယ်လို့ကျမထင်ပါတယ်